မရအခုချိန်မှာတယောက်နဲ့တယောက် negotiation ပေါ့နော်အဆင်မပြေဘူးဆိုတာနေချက်ကလေးဆန်ဆန်ပြောရမှာမဟုတ်ပါဘူးလူကြီးဆန်ဆန်နေပဲပြောပါနေချွနှစ်ယောက်တယောက်နဲ့တယောက်အရန်ချစ်ကြရဲအဲတနေ့တက်ကဝေးနေကြတာလေဝေးနေကြဖြစ်တဲ့အတွက်အခုအလုပ်နှစ်ယောက်လုံးအရန်လုံးများသူကလည်းစီးပွားရေးအစ်စ်တွေလုံးနေကြလည်းဒီဘက်မှာလုံးနေတော့တောင်နေ့တက်ကမတွေ့ပြတဲ့အချိန်မှာအဲစိတ်ကောက်ကြရယ်ဖုန်းမလုံးမဆက်တာလဲနေကဘေးသွားနေပြန်မလဲလို့မျိုးပြောရချိန်မှာဒီချိုခဏလေးဝေးသွားတော့ပေါ့နော်ဝေးသွားချိန်မှာဒီချိုထပ်မဝေးခြင်းဘူးအရန်ချစ်တယ်ဒါကြောင့်အခုချိန်မှာတော့နေဘာလုံးချင်လဲငါဘာလုံးချင်လဲငါနေနဲ့မဝေးခြင်းဘူးနင်ရောဘာ ပြန်လုတ်ပေးမလဲပေါ့နော်ဒါမျိုးနေချိုညှိနေပါတယ်ဒီရွယ်မှာပြောอ่ะဒီချိန်မှာရမ်းပြောอ่ะခက်တယ်ဘာဖြစ်လဲဆိုတော့ဟိုအိမ်တော်မပြုတ်ချင်ဘူးလေအိမ်တော်မပြုတ်ချင်ဘူးကို့မှာဟိုဟိုကို့ရဲ့မိသားစု generation မှာညီလေးတွေချီဖို့တော့ကကို့မောင်လေးတွေကို့ညီမလေးတွေရှိရယ်ပြီးတော့နေကြီးတော့မှာဆိုလဲနေကြီးညီမလေးအရန်ငယ်တော့နေကြီးသမီးလေးလို့ဖြစ်နေရလေအဲ့တော့နေကြီးမှာအဲ့လိုမျိုး မိသားစုတစ်ခုထောင်မယ်ဆိုရင်အသက်28နှစ်အရွယ်မှာနေချင်မှအဲ့လိုခံစားချက်မရှိသေးဘူး။ဒါပေမဲ့ပြောလို့မရအောင်လေလူဆိုတော့ဒါအခုချိန်မှာဒါအလုံးလုံးဝမဲ့အရွယ်ပတ်စံရှာရမယ်ယူဆိုတော့ဒီလိုစိတ်တွေဖြစ်နေဖြစ်နိုင်တယ်။ဒါပေမဲ့အာဒီရွယ်မို့လို့နေရအပြိုကြီးဖြစ်နေပြီးမိမမျိုးယောက်ျားမျိုးတွေလာပြောရဲမှာနေလက်ခံမိမမရမနေချင်မပါဘူးပေါ့နော်။နေချင်လို့ကျွန်တော်ယောက်ျားရောအဓိကနားလည်မှုအများကြီးပေးနိုင်ရမယ်။ပြီးတော့အရန် smart ဖြစ်ရမယ်။အုံနောက်ပေါ့နော်အားလေးတစ်ခုပဲနေချီတွေ့ငငယ်တော့ကြတော့တင်လာအရက်ရှည်မှာပလာတောင်းမှာအသားပါဖြစ်မှာညမှာအခုကြောက်လို့မဟုတ်ဘူးအဓိက နင်ပါကောင်လဲငါပါကောင်လဲနင်အုံနောက်ဘလောက်ရှိလဲငါအုံနောက်ဘလောက်ရှိလဲပြိုင်တာမဟုတ်ဘူးဒါမှလည်းကိုသွားချင်တဲ့လမ်းကြောင်းကိုနှစ်ယောက်တူသွားနိုင်မလို့နေချင်တယ်ပရိသတ်တွေအတွက်တည်င်းတဲ့ပုတ်ရတာမဟုတ်လေတကယ်ပြောရမှာပရိသတ်တွေအတွက်တည်င်းတဲ့ပုတ်ရနေကြီးဘွားကြီးတစ်ခုလုံးက blogger ဆောက်လို့ကြာနေကြီးရဲ့ အဲမှတ်တိုင်နေ milestone တွေအကုန်လုံးကတည်င်းနေထဲမှာဝေဖန်တဲ့တွေရှယ်ချီချူရဲ့တွေရှယ်အားပေးဆိုရှယ်အမျိုးစုံဖြစ်လာတဲ့နေကြီးတွက်ကနေကြီးဘွားရဲ့ reality show ကြီးလိုပဲအကုန်လုံးနေကြီးချပြခဲ့ရလေနေကြီးတငယ်ချင်းနေကြီးအချစ်ရဲ့နေကြီးမိသားစုအားလုံးနေကြီးပုံမလင်းချပြရဖြစ်တဲ့အတွက်ဒါပရိသတ်တွေအတွက် connect တစ်ခုရရပဲနေကြီးကို entertainer တယောက်အနေနဲ့သတ်မှတ်လို့ရတယ်နေကြီး blogger တယောက်အနေနဲ့သတ်မှတ်လို့ရတယ်နေကြီးဘွားရောအမြဲလေးလာနေလို့လေရဆက်စုနေလို့လေရနေကြီးဒါရဲ့အကုန်လုံးချပြပြီးတော့နေကြီးပုံမလင်းပြောင်းစီးပွားရေးလုပ်နေတာနေကြီး influencer လုပ်နေတာပေါ့နော်အဲ့တော့နေကြီး lifestyle နေကြီးမိသားစုရဲ့နေကြီး relationship အမြဲချပြနေတာဖြစ်တဲ့အတွက် ဒီချိန်နေမှာပြိသက်တွေ့တာတနေ့တမဟုတ်ရဘူးအပေကရန်ချစ်ဖို့ကောင်းတယ်လေနေကြီးကဗမာအစ်စ်တွေကိုအဲ့တော့အပေမေကတော့ဟိုအမေကတော့အင်တာဗျူးစီချင်တာပေါ့နော်အင်တာဗျူးစီချင်တာအဓိကအိမ်မမနေစီချင်တာအိမ်မနေလို့ရှင်တယ်မလားကိုက free လောက်တာလေဟိုအဝတ်တွေလဲလျှော်ခိုင်းနေအိမ်မနေဆိုတော့ဟိုပေါ့နော်ဒီရွယ်မှာအိမ်ခွဲနေဖို့ကြတော့လဲယောက်ျားလေးမရှိအိမ်အောင်မပြုတ်ရင်နေလို့မတင်တော့ဘူးပေါ့နော်ဗမာပြည်မှာကြတော့အဲ့တော့အနေလေးမြူသိလိုက်လေးမြူသိလိုက်ပြောတာနေကြမြူချုံမြူချုံအမြဲပြောရယ်အဲ့အဖေကကြတော့မြူနဲ့အဖေရှာကျွေးမယ် မယူနဲ့သမီးလေးဆိုအဖေကအဲ့လိုသမီးကိုအရန်ချီတော့သူကတော့အမြင်ချီတာပေါ့နော်အဲ့ကြောင့်အဖေကအခုချိန်လေးလဲသူအခုတည်းလဲလင်မြူနဲ့နော်လင်မြူနဲ့နော်ရီစားလည်းမထားနဲ့နော်အမြင်လို့ပြော အပရိသတ်ကြီးအားလုံးအနေကြီးပြောချင်တာကတော့အနေကြီးရဲ့ဒီ beauty by နေကြီးလေးပေါ်ကအခုဆိုစာအုပ်လေးပထမဆုံးအနေနဲ့ product လေးလေးထွက်လာပြီပေါ့နော်အဲ့ product မှာ niche pre order မှားတယ်24နာရီအတွင်းမှာနေကြီးရဲ့ chili စီနေကြီးပရိသတ်တွေအများကြီးဝယ်ပြည့်အတွက်နေကြီးတကယ်ကိုနေကြီးကြီးစုအများကြီးတင်ပါတယ်နေကြီးဒီပစ္စည်းလေးက December 15ရက်နေ့ဆိုလို့ရှင်လေနေကြီးအပြင်ကိုစပြီးရောင်းပြီပေါ့နော်အဲ့ကြလို့ရှင်လေနေကြီးအားပေးပေးပါနေကြီး live တွေလည်းနေကြီးလုပ်ပြီးပြီဆိုတော့လေဒီစောက်ထဲမှာဘာတွေပါလဲနေကြီးတကြရှင်းပြထားပါတယ်ပရိသတ်ကြီးအားလုံးနေကြီးကြီးစုအများကြီးတင်ပါတယ် chili စီကိုပို့ပြီးတော့ကျေးဇူးတင်ပါတယ်